အလုံးပေးမှာဒီနေ့မှာတော့ HP laser jet တန်နေနေပေါ့နော် model နေနဲ့ FFP 160 2SDW မှာ printer လေးကို unboxing လုပ်ပြပေးတော့မှာဖြစ်ပါတယ်။အလုံးစက်ချက်ကြည့်လိုက်အောင်။အဲ့တော့ printer လေးကိုတစ်ချက်ဖွင့်လိုက်တဲ့အခါမှာပေါ့နော်။ကျိုးအနေနဲ့ဒီ model မှာဆိုရင်ကျိုးအနေနဲ့ဆိုလို့ရှိရင် power ကျိုးပေါ့နော်ဒီ HP brand နေမှာじゃကျိုးအနေနဲ့ power ကျိုးက3ကျိုးပါတယ်ပေါ့နော်။ပြီးတော့ ဒီ data အနေနဲ့ပေါ့နော် USB cable လေးอ่ะတချို့ပါအဲဒါလေးကြီးอ่ะကျွန်တော်ပေါ့နော် manual mode တွေတစ်ချက်ပါမယ်ပြီးတော့ပေါ့နော် CD drive တွေပါမယ်ပေါ့နော် CD drive တွေပါမယ်အဲဒါလေးကြတော့သူ့ shutter လေးပေါ့နော်ဒါကြတော့သူ့ shutter လေး shutter လေးဆိုဒီအောက်မှာပေါ့နော်ဘယ်နေရာမှာတက်ကမလဲဆိုတော့ဒီ side view ထွက်တဲ့နေရာပေါ့နော်ဆက်တက်ဒီမှာကြတော့ဒီကောင်ကထူးခြားချက်ကပေါ့နော်ဒီ printer က ပါတခြားရီလိုဘောနော်တုံနာကက်ထွက်လိုပါလို့မင်းနေပိုင်းထည့်စီရမလို့ဒါကြောင့် plan white ဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာလည်း original ဘောနော်တခြားလည်းထည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲဒီအခုမှစသုံးမယ်လူတွေအတွက်ကြောင့်ဘောနော်ဒီအစ်စ်ဆေးတွေထည့်စီရမလို့ဘောနော်တခြားလည်းဒီ printer ထဲမှာထည့်ပြီးသားနောက်ဒီဆေးကုံသွားမှသာဘောနော်အစ်စ်တကူပြန်ထည့်ရမယ်ဖြစ်မှာဘောနော်အဲဆိုရင်ကျွန်တော်တက်ဆက်လုပ်သွားမယ်အဲလက်ရှိကကျွန်တော်ကပေါ့နော်ဒီပေါ့ဒီပေါ့ဆေးကနေတစ်ချက်ထုတ်လိုက်တဲ့ပုံစံလေးပေါ့နော် ဲ့ဒီ reverse day က plus တွေထုတ်လိုက်မယ်သူက sound တွေပါတက်ဆိုင်ထုတ်လိုက်မယ်နော်အသွင်းညိုလေးတစ်ခုတစ်ချက်ထုတ်လိုက်မယ်သူ power twin ပို့တယ်နော်အဲ့တော့ power ပြီးတော့အနေနဲ့ဒီလိုမျိုး packaging အနေနဲ့ဒီလိုမျိုးစီးရမယ်တစ်ချက်ထည့်ထားရမယ်နော်နော်စာသုံးမှန်တွေအတွက်အနေနဲ့ပေါ့နော်ဒီစီးလေးဒါလေးကိုတစ်ချက်ခွာလိုက်။ဒါဆိုလို့ရှိရင်ပေါ့နော်ဒီကောင်းလေးဆိုရင် wifi ရတယ်ပေါ့နော်သူရအားသာချက်သူက wifi ရတယ်။ wifi ရတဲ့အတွက်ကြောင့်အနည်းဆုံးတစ်ချက် view လေးလိုက်ကြည့်ရချင်ပါပေါ့နော်။ သူကဖုန်းနဲ့ပါတစ်ချက်သုံးလို့ရပါဘောနော်ဖုန်းနဲ့ဆက်ပုတ်ပြီးရဲ့ပြီးတော့လက်တော်နဲ့လည်းတစ်ချက်သုံးသုံးလို့ရတယ်။အဲဒီတော့ကျွန်တော်တို့ user အနေနဲ့ဘောနော်အများကြီးအသိပေးနိုင်တယ်ဘောနော်။ကျွန်တော်ကဒီမှာဘောနော်အရင်ဆုံးစစ်ဆေးဖို့တော့ဘောနော်။ဒီမှာဒီ class လေးကိုတစ်ချက်ကြည့်ဘောနော်။ဒီ class လေးတွေကွဲရိုင်ပိုင်းပါနေမှာဘောနော်။အဲကွဲရိုင်ပါပါနေရဆိုလို့ရှိရင်ဝယ်တဲ့ဘောနော်ဒီဆိုင်ကိုအကျိုးချောင်းရမယ်ဘောနော်။နံပါတ်နဲ့ဒုတိယအနေနဲ့ကြာပြကြည့်နော်။ဒီမှာဘောနော်ဒါလေးက cut ရတစ်ချက် ထည့်ရပါတော့မင်းစေး refresh ပြန်ထည့်ရမယ်ဒီတာပါတော့ဒီဟာကြတော့ originality တဲမှာပါပြီးသားမလို့ထည့်ကြမလို့ပါတော့ original မလို့ဒီတဲပါပြီးသားမလို့ပါတော့ဒီတဲမှာထည့်ကြမလို့အကေပြီပါတော့ကျွန်တော်တို့ကဒီတဲမှာ original ပါတဲ့မင်းစေးမင်းစေးရပါတော့တစ်ချက်ကုန်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ refresh လေးကိုပါတယ်ပါတော့ cut tree လေးကိုဒီတဲမှာတစ်ချက်ထည့်မယ်တက်ပြီးဒီကောင်လေးရပါတော့သူ့ရဲ့ cut tree အသေးလေးတစ်ခုထည့်လိုက်ပြီးတော့ ਨੇ ဒါလေးကိုတစ်ချက်ထည့်လိုက်ပြီးတော့ ਨੇ သူမှင်စေးရေကုံသွားလေမှင်စေးမဟုတ်ဘောနော်တစ်ချက်ကုံသွားလေရှိတစ်ချက်ဖြုတ်လိုက်ရင်ဘောနော်ဒီမှာကျတော့သူက guide လေးဘောနော် step by step တစ်ချက်ပြလာတဲ့ပုံစံလေးနော်အဲခုနကဘောနော်ဒီ tree ဟာဘောဒီ fitter လေးဥစားဘောကျွန်တော်ဒီမှာတစ်ချက်တက်လိုက်တယ်ဘောနော်ဒီမှာဒါကတော့ဆာရွက်ထည့်တဲ့နေရာဘောနော်ဆာရွက်ထည့်တဲ့နေရာပုံမှန်ဆိုပြီးတချို့ set ဒီမှာဆိုရင်ဒီ jaw ရရဲ့ပြီး bypass လို့ adf လို့ပါတယ်ဘောနော်ဒီမှာကျတော့ဒီ bind အာဘော jaw ရတခုပဲပါမယ်ဘောနော် ဆိုင်ရွက်နေသားတွေပေါ့နော်အများများထည့်လို့အဆင်ပြေတော့မှာပေါ့နော်ဒါလေးကတော့ဆိုင်ရွက်တစ်ချက်ထည့်နိုင်မယ်ကျွန်တော်ဆိုင်ရွက်တစ်ချက်ထည့်ပြီးတော့မှာပေါ့နော်ပါဝါလေးချက်ဖွင့်ကြည့်မယ်ပါဝါလေးတစ်ချက်ဖွင့်ပြီးွားရေးအကုန်ကျွန်တော် ready ဖြစ်ဖို့တုံးဖို့အတွက်ပေါ့နော်ဒီခဏလောက်စက္ကန့်ပိုင်းတော့တွင်ပေါ့နော်အနည်းဆုံးပေါ့နော်10မိနစ်စက္ကန့်ပိုင်းတော့တွင်ဖြစ်စီပေါ့နော်10မိနစ်9မိနစ်လောက်ပြည့်စီတစ်ချက်လောက်စောက်ပြရပေါ့နော် အဲအဲ့ဆိုရင်ခုနကပေါ့နော်ကျွန်တော်တို့ကလှုပ်နေတဲ့ဒီလိုမျိုးပဏံလေးအနေထားရလို့ပေါ့နော်ဒီလိုမျိုးညင်သွားပြီးတုံးလို့ရအနေထားဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်အဓိကကျွန်တော်ဆာရွက်တွေ့ပေါ့နော်ဒီထဲမှာနော်ဒီပေါ့နော်ဆာရွက်လေးတွေ့တစ်ချက်ထည့်ထားတယ်ဒီကောင်းမကောင်းပေါ့နော်ဒီ print ကအစင်မြင်ပြေတစ်ချက်ပေါ့နော် print copy လေးတစ်ချက်ဆွဲကြည့်ပေါ့နော်ဒီမှာဒါလေးတစ်ချက်ဒီ cotton လေးကို copy ပုံစံကြားတော့ပြီးတစ်ချက်နှိပ်လိုက်မယ် ီမှာပြီးတော့ဒီမှာပြခင်ပေါ့နော်ဒီမှာကျတော့ဒါအကဲပြီးပေါ့နော်ဆေးဘက်လောက်ထုတ်ခြင်းနဲ့ဆိုဒါရော်တာဒါအတူပေါ့နော်ဒါလေးကစားလို့ရတယ် Wi-Fi system ပါတဲ့အတွက်ကြောင့်ဖုန်းဖြည်းဖြည်း laptop ပြီးကျွန်တော်တုံးရအောင်နော်ဂျူဂျူထူအတုံးနဲ့အပြေပေါ့နော် Wi-Fi system ပါတဲ့အတွက်ကြောင့် Wi-Fi နဲ့တုံးရအဲ့တော့ကျစမ်းကြပါဦး အစဉ်ဒါလေးရပါတော့ HP modeling HP ဘောနော modeling နေမြေလေးစားချက်ချမ်းတန် MP ဘောနော T2602 SCW modeling ကိုကျွန်တော်အနေနဲ့ testing ဆန်းပြီးတော့ server limit ထုတ်ပြီးအနေထားလေးပါ Okay ဘောနော်ဒီကျွန်တော်ပြတဲ့အတိုင်းလောက်လို့အဆင်မပြေဘူးဆိုဒီမှာတော့နော်သူ့မှာ original ပါတယ် manual ပုံလေးပါမယ်အဲ့ manual ပုံလေးမှာဘောနော်သူ instruction တစ်ချက်ရေးထားပြီးတဲ့အတွက်ကြောင့်ဒီတိုင်းလေး step by step တစ်ချက်လုပ်လို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါခင်ဗျာ